ဒီကောင်လေးရဲ့နာမည်ကတော့ကေဗင်ပါသူရန်ပြည်မှာဝေဆုံးသွားပြီးကတည်းကအဖွားဖြစ်သူနဲ့သူနေထိုင်လာခဲ့ပါရီအသက်16နှစ်ပဲရှိနေသေးတဲ့ကေဗင်ဟာသူ့ရဲ့စာဝတ်နေရဲ့အတွက်ဖနှတ်ဆိုင်ဒီဇိုင်းမှာအလုပ်လုပ်ခဲ့ရပါရီအားတဲ့အချိန်တွေမှာဆိုတော့သူကဖနှတ်ပုံစံတွေထုတ်တာနဲ့ပဲအချိန်ကုန်လေးရှိပါရီတနေ့ကျရင်သူ့ရဲ့ကိုပိုင်ဖနှတ်ဒီဇိုင်းတွေဖန်တီးပြီးတော့ကိုပိုင်ဖနှတ်ကုမ္ပဏီလေးထောင်နိုင်ဖို့အတွက်မျှော်လင့်ထားတာပါ တခါကဆိုရင်တော့တငယ်ရှင်တွေဖြစ်တဲ့ဘန်နီနဲ့စတေစီကိုယင်ဖွင့်ဖူပါလိဒီဇိုင်းကြောင့်တက်ရှင်ပေမဲ့ပိုက်ဆံမရှိတဲ့အတွက်တက်လို့မရခဲ့ပါဘူးပြီးတော့ဇိုးနီတာကသူတို့နေထိုင်တဲ့နေရာဟာလူဆိုးလူမိုက်ဝေပေါများတဲ့စင်ရတာရက်ကွက်ဆိုတော့အဖွားကိုတယောက်တည်းထားခဲ့ဖို့ကလည်းစိတ်မချပါဘူးတမနဲ့မှာကေဘင်းအတွက်မနဲ့စာပြင်ဆင်ပေးနေတော့အဖွားကထီလက်မဝဲဖို့တန်းစီနေကြတဲ့လုံကြီးအကြောင်းပြနေတဲ့ တီဘီအစီအစဉ်တစ်ခုကိုကြည့်နေခဲ့ပါရင်အဲ့ဒီ ठी ကဒေါ်လာ390သန်းစုချေရမှာဆိုတော့ကဲဘင်နဲ့ဘန်ဒီအလုတ်တွားဖို့ထွက်လာတဲ့အခါမှာအဖွားကလည်းသူ့ရဲ့ကန်ကိုစမ်းရှင်တဲ့အတွက်ကဲဘင်ကိုထိတဆောင်ဝယ်ခံလိုက်ပါရင်တိုက်ဆိုင်စွာနဲ့ပဲအဖွားကမင်းညကထီပေါက်ကနန်းတွေကိုအိမ်မက်မက်ထားတယ်ဆိုတော့ဒါဟာစင်းရဲတွင်းကနေလွမြောက်တော့မယ်ဆိုပေဖရားရဲ့နမိတ်ပြရှင်ပဲလို့ထင်ခဲ့ပါရင်မြေကောင်းပီတာနဲ့ကေဗင်ကလည်းဘာမှကိုမပြောပဲအဖွားရဲ့စကားကိုနားထောင်ပြီးလှုပ်ဆောင်ပြီးခဲ့ပါရင် ကမ်ဘင်ဟာစတေစီကိုတွားခေါ်ပြီးမကြခင်မှာပဲလူဆိုးကိုင်းတိုင်းနဲ့တွေ့ပြီးတော့အစခံလဲရပါရင် ဲဘင်ထီပေါက်ရင်တော့ဘာဝယ်မလဲဆိုပြီးဆက်ဆူကြတာပါကဲဘင်ကလည်းတတ်နိုင်သမျှအေးအေးစီပဲရဟန်းယုံဝယ်မယ်လို့ဖြေလိုက်တော့အားလုံးကလည်းဝါကနေရီမောကြပါရီဒီလိုနဲ့ကဲဘင်ကစိတ်တူပြီးမဲ့ဘာမှကိုပြတ်မပြောဘဲနဲ့တငယ်ချင်းနေရောက်နဲ့အတူခက်ရွတ်လေးရှောက်လာခဲ့ပါရီမကြခင်မှာတော့ကဲဘင်တဘောကြနေခဲ့တဲ့နီကီဆွဲကောက်မလေးဖျက်လျှောက်သွားတာကိုတွေ့တော့သူ့ရဲ့ရင်တွေကတတုံခုန်နေခဲ့ပါပြီကဲဘင်ရဲ့တငယ်ချင်းဖြစ်သူဘန်နီကလည်းသူ့တငယ်ချင်းတဘောကြနေမှန်းကိုတီးတော့ သွားပြောဖို့တိုက်တွန်းပါရင်ဒါပေမဲ့ကေဘင်ကစကားသွားပြောဖို့အတွက်တတိမွေးလိုက်တော့ကောင်မလီဟာသူ့ကိုအထင်တေးစွာနဲ့ပဲသူ့ရဲ့အမိုက်တွေကိုတွန်ပစ်ခိုင်းလိုက်ပါရင်အဲ့ဒီနောက်သူ့ရဲ့ရီစာကားပေါ်ကိုတက်တော့ပါရင်သူ့အတွက်တော့ကေဘင်ဟာစကားပြောဖို့တော့မှတန်ဖိုးမရှိတဲ့လူတစ်ယောက်လိုပါ ကယ်ပင်အလုံးလုံးဒီတော့မှာပဲသူ့ရဲ့ရက်ကွက်ကလူစိုးကိုင်းခေါင်းဆောင်လော်ရန်ဆိုရောက်လာခဲ့ပြီးဖနက်6ရံကိုချက်ချင်းပေးခိုင်းကပိုက်ဆံရှင်းခိုင်းလာပါပြီလော်ရန်ဆိုစိုင်တဲ့ကနေထွက်တော့ဖို့လုံနေတော့စိုင်အချက်ပြီးခေါင်းလောင်းမြည်လာခဲ့ပါပြီကယ်ပင်ကဖနက်ဖို့ရေးပေးဖို့စိတ်မရှိတာနဲ့အချက်ပြီးခေါင်းလောင်းကိုနှိပ်လိုက်တာပါမကြခင်မှာရဲဝင်ရောက်လာခဲ့ပြီးလော်ရန်ဆိုကိုဖမ်းဆီးသွားခဲ့ပါပြီအဖမ်းမခံရခင်မှာလော်ရန်ဆိုကသူ့ကိုလုတ်ပေးမယ်ဆိုတော့ကယ်ပင်ကိုဘယ်တော့မှအေးအေးချမ်းနေခွင့်ပြုမှာမဟုတ်ဘူးလို့ချိန်ဆသွားခဲ့ပါပြီ ဖြစ်ခဲ့တဲ့အဝေးကိုကယ်ဘင်ကစတေစီယာပြန်လည်ပြောပြပါရီအက်ဒီနေကကန်စုံမှုရှိပဲကြုံနေရတာကိုတတိယတော့ကယ်ဘင်ဟာတအားငိုချင်လာခဲ့ပါရီလူဆိုကိုင်းခေါင်းဆောင်ကသူ့ကိုရန်ငိုဖွဲ့သွားတာအပြင်အလောက်ကနေလည်းအထောက်ခံခဲ့ရတာပါဒီဝမ်းနဲ့ကြည်ခွဲမှုတွေကြားထဲကနေပဲကယ်ဘင်ဟာကန်ကောင်းစေတဲ့ကနန်းတွေပါတဲ့ဇွဲသွဲကိုတွေ့လျက်ပါရီအဲ့ဒီတော့ဖွားမထားတဲ့ထီတဆောင်ကိုမင်းမြောင်ဝယ်လိုက်တယ်လို့သူတွေ့ထားတဲ့ကန်ကောင်းကနန်းတွေနဲ့လည်းသူ့အတွက်တဆောင်ဝယ်ယူခဲ့ပါရီဒီလိုနဲ့ကယ်ဘင်တယောက်အင်ကိုပြောင်းတော့ လူဝိုင်းစိုးကိုဖမ်းသွားတာကဲပင်းကြောင့်ဆိုပြီးရက်ွက်ထဲမှာရှိလူဝိုင်းကတိကုံပြီလို့ဗန်ဒီကလည်းပြောပြပါရီဒါပေမဲ့ထူဆန်းနေတာကကဲပင်းကပဲအနစ်နာခံခဲ့ရတာကိုလူဝိုင်းစိုးကပဲခံရတယ်လို့မျိုးသဘောထားပြီးတော့ကဲပင်းကိုတရင်ပေးလို့ခေါ်ကြပါရီဒီတရင်ကအဖွားစီကိုလည်းရောက်သွားခဲ့ပါပြီအဖွားကကဲပင်းကို တင်းတင်းကျပ်ဖက်ပြီးတော့ဒီလိုမျိုးသူ့ရဲ့မြေကိုမဟုတ်တရုတ်တွေပြောဆိုနေကြတာကိုမြင်ရတဲ့အတွက်တနာလို့လို့ပါ အဲ့ဒီညာကေဘီအဖွာကထီပေါက်သူဂျင်ညာမဲ့အချိန်ကိုစိတ်မရှိစွာနဲ့စောင့်ဆိုင်ခဲ့ပါရီတင်ဆက်သူပြောတဲ့ကဏန်းတွေကိုနားထောင်ရင်းနဲ့ပဲသူစုတောင်းနေပေမဲ့ကံမကောင်းစွာနဲ့ပဲကဏန်းတွေကအကုန်လုံးလွဲကုန်ပြီးတော့ထီပေါက်မဲ့အထဲမှာမပါခဲ့ပါဘူးနောက်တနေ့မှာကေဘင်ကထီပေါက်တဲ့လူမပေါ်တေးလို့ထီပေါက်သူပဲတူလဲစွာကိုဆွေးနွေးနေတဲ့အစီအစဉ်တစ်ခုကိုကြည့်နေခဲ့ပါရီအဲ့ဒါကိုကြားတော့ကေဘင်ကလည်းသူ့ရဲ့ထီလက်မှတ်ကိုတတိယအပြီးတင်ဆက်သူကထီပေါက်ကဏန်းတွေကိုပြန်ပြောတဲ့အချိန်မှာစစ်ဆေးကြည့်ဖို့ဆုံးဖြတ်လိုက်ပါရီ သူ့ရဲ့ထီလက်မှတ်ကဒေါ်လာတန်း390ပေါင်တဲ့လက်မှတ်စွာကိုတိလိုက်ရတော့သူမယုံနဲ့အောင်ဖြစ်သွားခဲ့ပါရည်အဖွာကဒီသတင်းကိုကြားတော့အရန်ကိုပြော့ပြီးသူ့ရဲ့တငယ်ရှင်တွေကိုလည်းခေါ်ကဝမ်တာစီရသတင်းကိုဖြန့်ဖို့အတွက်လှုပ်တော့ပါရည်ဒါပေမဲ့အဲ့ဒါကိုမြင်တော့ကေဗင်ကချက်ချင်းတားစီလိုက်ပြီးလိုအပ်ထားဖို့တောင်းဆိုပါရည်အားလုံးတိသွားမယ်ဆိုတော့ထီလက်မှတ်ကိုသူတို့စီကနေခိုးယူသွားနိုင်ပါရည်မနေ့ပိုင်းမှာပဲကေဗင်တယောက်ဗန်နီကိုသူထီလက်မဝယ်ခဲ့တဲ့ဆိုင်စီခေါ်တော့ပါလေအဲ့ဒီအခါမှာဆိုင်ပန်ရှင်စီကနေ ထီဆုငွေထုတ်ရှင်နေစင်တော့မြို့ထဲမှာရှိတဲ့ထီယုံကိုတွားရမယ်ဆိုတာကဲပင်တိလေရပါလိမ့်အဲ့ဒီကိုတွားတဲ့လမ်းမှာဆိုရင်ဗန်ဒီကကဲပင်ကိုတကခုထူးဆန်းနေတယ်လို့ခန့်စားလိုက်ရပါလိမ့်မနေ့ကစိတ်ပြတ်နေကြတဲ့ကဲပင်ဟာတယောက်တည်းပြုံးနေခဲ့တာပါသူ့ရဲ့တငယ်ချင်းကိုဆက်စုမနေစေရှင်တော့ကဲပင်ကသူထီပေါက်တဲ့အကြောင်းဗန်ဒီကိုပြောပြလိုက်ပါလိမ့်ဒီတရင်ကိုကြားတာနဲ့ဗန်ဒီကအော်လူနီပါဖြစ်သွားခဲ့ပေမဲ့ကေဗင်ကသူ့ရဲ့ပါဇက်ကိုအမြန်ဆုံးပိတ်ပါရီးပြီးတော့ဗန်ဒီကိုဘတုကမှမပြောဖို့မှာပါရီးဒါပေမဲ့ဝမ်နေဆီယာကယုံရောက်တော့ ၃ရက်နေမှာပဲပြန်ဖွင့်မယ်ဆိုပြီး ယုံကပိတ်ထားတာကိုတွေ့လျပါရင်ကယ်ဗင်ကလည်းစိတ်ပြက်ပြီးအင်ကိုပြန်ဖို့ဆုံးဖြတ်ပါရင်ဒီလိုနဲ့အင်ပြန်ရောက်တော့အင်ထဲမှာလူရဲ့အပြည့်နဲ့ဆိုတော့တီလောက်အောင်လန့်သွားခဲ့ပါရင်သူ့ရဖွားကကယ်ဗင်ထီပေါက်တဲ့အကြောင်းကိုမတော်စပေါက်ကြားသွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီမှာရှိတဲ့လူရဲ့အားလုံးကသူ့စီကနေဝေစုတောင်းဖို့အတွက်စောင့်နေကြတော့ပါဘာဖြစ်လို့ဘာဖြစ်မှမတိတာနဲ့ကယ်ဗင်နဲ့ဘန်ဒီတို့ကလေးလူကြီးကလိုက်လာတာကိုပြေးခဲ့ရပါရင်လိုက်နေတာကနေလွတ်သွားတော့ဘန်ဒီကကယ်ဗင်ကိုတနေရစီထွက်ပြေးဖို့အကြံပေးပါရင်ဒါပေမဲ့ကယ်ဗင်ကမလို့ရှင်ပါဘူး အယံကိုရှုပ်ထွေးတယ်လို့ခံစားရလို့ပါရိုးရှင်းစိတ်ရှင်ပါရင်ဒါနဲ့ဗန်ဒီကထီလက်မှတ်ထားအတုလို့ကောလာဟလာဖြန့်ကြည့်ရင်စဉ်းစားပါရင်ကေဗင်ကလည်းဘာမှမစဉ်းစားဘဲနဲ့အဲ့ဒီအကြံကိုတဘောတူပါရင်ဒါပေမဲ့ကေဗင်ဒါကိုလှုပ်ဖို့အတွက်ပြင်နေတော့လူတိုင်းကသူ့ကိုစောင့်နေကြပြီးတော့သူ့ကိုတေးလို့နေပါကာကွယ်ပေးဖို့ကြိုးစားနေတဲ့လူဆိုးကိုင်းလည်းပါနေသေးပါရင်သူတို့ဟာကေဗင်ကိုတည်င်းပေးလို့မမြင်ကြတော့ဘဲနဲ့ကေဗင်ရဲ့နာမည်ကိုအော်ဟစ်နေကြပါရင်ဒါကသူ့ရဲ့စိတ်ကိုတမျိုးပြောင်းသွားစေခဲ့ပါပြီပြီးတော့သူတို့လိုရှင်နာဝီကိုလိုက်တွေးမယ်လို့ပြောပါရင် ဲ့ဒါမှဘယ်သူမှသူ့ကိုအထင်မသေးတော့မှာပါမကြခင်မှာပဲစတေစီကလည်းဘာဝေဖြစ်ကုန်မှမတိတဲ့ပုံစံနဲ့ရောက်လာပါရီသူမဟာဘာဝေဖြစ်နေတယ်လဲဆိုတော့ကိုရှင်းပြဖို့ကဲဘင်ကိုတောင်းဆိုတော့ကဲဘင်ထီပေါက်ခဲတာကိုတိတွားတဲ့အခါမှာသူမကလည်းပျော်ရွှင်စွာနဲ့ပါဝင်ခဲ့ပါရီကဲဘင်ဒီဇိုင်းကြောင်းတက်စရာမလိုဘဲနဲ့ကိုပိုင်ဖနက်ကမ္ပဏီချက်ချင်းထောင်နိုင်တော့မယ်ဆိုတော့ကိုသူမပြောနေခဲ့တာပါပြောစရာကောင်းတဲ့စကားပြောဆိုမှုကြားထဲမှာနီကီရောက်လာခဲ့ပြီးတော့သူတို့စီကိုရှီးကပ်လာပါရီ ပြီးတော့ကေဘင်ကိုညှဆာအတူစားဖို့ဖိတ်ခေါ်ပါရီကေဘင်ကလည်းဘာမှမစင်စားဘဲနဲ့ချက်ချင်းကိုလက်ခံလိုက်ပါရီစတေစီကနီကီဒီလိုလောက်တာဟာသူ့ရဲ့ထီစုငွေကိုခွဲတောင်းရှင်လို့ဖြစ်တဲ့အကြောင်းချက်ချင်းပဲတတိပေးပါရီကမ္မကောင်းစွာနဲ့ပဲကေဘင်ကတော့သူ့မပြောတာဝေကိုခ ्यू မဆိုင်ပါဘူးကေဘင်ဟာဆွေတီးလို့ခေါ်တဲ့အတူချေးစားသမားတယောက်စီကနေပိုက်ဆံရှိဖို့တတိရှိခဲ့ပါရီအော်ဆီယာကဆွေတီးကလည်းသူ့ကိုအနှဲငယ်လေးမှဒုက္ခမပေးဘဲနဲ့ပိုက်ဆံပေးလိုက်ပါရီ တကယ်တော့သူဟာ body cut ကျင်မီကိုကေဗင်ရှိတဲ့နေရာတိုင်းမှာ cue site ဖို့နဲ့ကာကွယ်ပေးဖို့တော့မှမလိုက်သေးပါလိမ့်။အဲ့ဒီနောက်ကေဗင်ကဘန်ဒီနဲ့လူဆိုးကိုင်းကိုပိုက်ဆံရှိသလောက်တုံးဆွဲနိုင်ဖို့ဈေးဝယ်ဖို့ခေါ်တော့ပါလိမ့်။ကေဗင်ဟာသူ့အလုံးလုံးခဲ့တဲ့ဖနှက်ဆိုင်ကိုပါတမင်တွားပြီးတော့သူ့လိုရှင်တဲ့ဖနှက်တွေအကုန်လုံးဝယ်ပါလိမ့်။ဒါပေမဲ့သူ့ရတထေဟောင်းကဒါဝေအလုံးကို လင်ညာမှုပဲလို့ထင်ပြီးကေဗင်တကယ်ပိုက်ဆံပေးနိုင်ခဲ့တော့မှဘန်ဒမားတိုက်လို့ရတာပဲဖြစ်လိမ့်မယ်လို့ပြောပါရင်းသူ့ရဲ့တငယ်ချင်းကိုဒီလိုစော်ကားတာမခံနိုင်တာနဲ့ဘန်ဒီကကေဗင်ရဲ့တထေးဟောင်းမျက်နှာကိုပိုက်ဆံတစ်ထပ်ပြစ်ပောက်ခဲ့ပါရင်းအဲ့ဒီနောက်ကေဗင်ဟာနီကီကိုခေါ်ပြီးညစာစားဖို့တော့ပါရင်းအဝေးကနေမြင်နေရတဲ့စတီစီကတော့မနာလိုစိတ်ကိုထိန်းချုပ်နေရပါပြီ။နီကီရွေးထားတဲ့ဈေးကြီးတဲ့ဇာတောက်ဆိုင်ကိုရောက်တော့ကေဗင်ဟာချက်ချင်းအံ့ဩသွားခဲ့ပါပြီ။ဈေးကတအားကြီးနေတာတော့မှအစားအစာကတလုံးစာပဲရှိနေလို့ပါ ဒါတော့မှနီကီနဲ့ဒီလောက်အထိနီနီလေးနေရတာဆိုတော့သူပျော်နေခဲ့ပါလိမ့်ဒါပေမဲ့နီကီဟာသူ့ရဲ့ပိုင်ဆံကိုပြစ်မှတ်ထားနေမှနောက်ဆုံးတော့သူရိမ့်မိသွားတဲ့အခါမှာအရာအလုံးပြောင်းပြန်လန်ကုန်ပါလိဒီလိုနဲ့ကေဗင်တယောက်အိမ်ပြန်တော့မစ္စတာဝါရှင်တန်လို့ခေါ်တဲ့သူ့ရဲ့ထူးဆန်းတဲ့အင်ဒီရှင်ကရုတ်တရက်သူ့ရဲ့အိမ်ကိုဝင်လေဖို့ခေါ်ပါလိ မစ္စတာဝါရှင်တန်ကလက်ဝဲတမဟောင်းတယောက်ဖြစ်မှန်းကိုနောက်မှတိလိုက်ရတော့ပါသူဟာဘေးနာကအိနေရှင်းတွေနဲ့ဘယ်တုံးကမှမပေါင်းဖူးပေမဲ့သူ့ရဲ့အိမ်ကလေဝင်လေထွက်ပေါက်တွေကနေအပြင်ကစကားတန်တွေကိုနားထောင်ရင်းနဲ့ပဲအဖြစ်ပြက်တဲ့အားလုံးကိုတိနေခဲ့တာပါကေဗင်ထီပေါက်တဲ့တင်းကိုလည်းသူတိထားပါရီး ပြီးတော့ကေဗင်ကိုတတိထားဖို့တတိပေးပါရီတစုံတယောက်ကသူ့ရဲ့လက်ထဲမှာရှိတဲ့ထီလက်မှတ်ကိုပြစ်မှတ်ထားနေနိုင်လို့ပါသူဟာဘာကြောင့်တတိပေးတာလဲဆိုတော့သူ့ grain ကလည်းတခါတော့ကဓမြအတိုက်ခံရပြီးခြေောက်ကိုတနက်မှန်တာကြောင့်သူ့ရဲ့လက်ဝိတမဘောကအဆုံးသတ်သွားခဲ့ရလို့ပါနောက်တနေ့မှာကေဗင်ဖေအားเจ้าမှာရှိနေတော့ဘန်နီရောက်လာပြီးတော့လော်ရန်ဆိုလွတ်လာကအခုစဉ်ဖေအားเจ้าကိုလာနေပြီလို့ပြောပြီးတော့သူ့ကိုအံ့အားတင်စီပါရီ ဗန်နီဟာကေဘင်ထွက်ပြေးဖို့အချိန်ရအောင်လွန်အန်ဆိုရောက်လာတာကိုကြိုဆိုဖို့အတွက်လူအိုင်းကိုလိမ္မာပါနတ်စွာမာလိုက်ပါရီလွန်အန်ဆိုရောက်လာတော့ကေဘင်ကအမြန်ဆုံးပြေးပြီမဲ့လွန်အန်ဆိုကသူ့ကိုဖမ်းမိသွားပါရီကံကောင်းစွာနဲ့ပဲဂျင်မီရောက်လာပြီမဲ့ နောက်ဆုံးမှာတော့သူအထိုးခံတဲ့ရပါရီလိုဟန်ဆိုနဲ့လက်ဝဲထိုးမယ်ဆိုရင်မနိုင်မန်းကိုတီတော့ကေဗင်ထွက်ပြီးယထားအပေါ်မှာသူ့ကိုပိတ်မိအောင်လုပ်လိုက်ပါရီမကြခင်ပါပဲကေဗင်ဟာဘန်နီနဲ့တွေ့ပြီးလိုဟန်ဆိုသူ့ကိုစောင့်နေမှာစိုးတဲ့အတွက်အိမ်ပြန်ဖို့ကြောက်နေပြီလို့ပြောပါရီအဲ့ဒီတော့ဘန်နီကကေဗင်ကိုထီလက်မှတ်ကိုသူ့စီမှာခဏအပ်ထားဖို့အကြံပေးပါရီဒါပေမဲ့ကေဗင်ဟာဘန်နီရဲ့အကြံကိုနားထောင်မဲ့အစားဘန်နီကထီလက်မှတ်ခိုးဖို့ကြိုးစားနေတယ်လို့တန်တရားဝင်သွားပါရီသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရုတ်တရက်သူ့အပေါ်ကောင်းလာတာကိုမြင်ပြီးတော့ပါဒါကိုကြတော့ဘန်နီဟာတကယ်ကိုစိတ်ပြတ်သွားရပါ တယ်သူတို့ဟာငါးတန်းကတည်းကတငယ်ချင်းတွေဖြစ်ခဲ့တာတော့မှကေဗင်ကသူ့ကိုဒီလိုမျိုးတွေးလိမ့်မယ်လို့သူမထင်ခဲ့ပါဘူးကေဗင်ကစတေစီကိုတွားတွေ့ပြီးတော့သူစိတ်တုံစရာကောင်းတာဝေလောက်ခဲ့တာရဲ့သူမပြောတာဝေကိုနားမထောင်ခဲ့တာဝေအတွက်တောင်းပန်ဖို့အမြန်ဆုံးတွားပါရီသူ့အဖို့ယိုးသားတဲ့တူထဲတော်မင်းကလေးကသူမပဲဆိုကိုသူတိတွားပါရီသူ့ရဲ့ခံစားချက်တွေကိုအခုမှတိတာကိုချက်ချင်းနောင်တရတွားပါရီပြီးတော့သူ့ကိုအခွင့်အရေးပေးဖို့တောင်းဆိုပါရီ ူမကိုသူ့ရဲ့ခံစားချက်တွေအားလုံးနဲ့ချစ်မယ်လို့ဂတိပေးပါရင်ကမန်ကောင်းစွာနဲ့ပဲစတေစီကသူဒီလောက်မမြန်ဆန်ရှေ့ဆက်နိုင်မယ်လို့မယုံပါဘူး။သူမကိုအတုံးချတော့ကိုသူမကမလို့ရှင်ပါဘူး။သူ့ရဲ့ရိုးသားမှုကိုတက်တည်ပြဖို့သူချက်ချင်းသူမကိုနမ်းလိုက်ပါရင်ဒီလိုနဲ့ကေဗင်တယောက်စတေစီစီကနေပြန်လာတော့လောဝန်ဆိုကသူ့ရဲ့အိမ်မှာသူ့ကိုစောင့်နေခဲ့ပြီးချက်ချင်းထိုးကြိတ်ပြီးတော့မိလေသွားစီပါရင်ကေဗင်ကမစ္စတာဝါရှင်တန်ရဲ့အိမ်မှာနိုးလာခဲ့ပါပြီ။ ပြီးတော့သူရထီလက်မှတ်ကိုလော်ရန်ဆိုခိုးတော်မှန်တိလဲရပါရီသူထီလက်မှတ်ရဲ့နောက်ကျောမှာလက်မှတ်မထိုးထားတာကြောင့်လော်ရန်ဆိုကအဲ့ဒီလက်မှတ်ကိုသူ့ဟာလို့ပြောဆိုပိုင်ခွင့်ရှိပါရီကေဗင်ကသူ့ကိုမယုံခဲ့တဲ့အတွက်ဗန်နီကိုတောင်းပန်ပါရီ ယေຊုတင်ဖို့ကောင်းတာကဘန်နီဟာသူ့ကိုချက်ချင်းခွဲလို့ပါလိစတေစီနဲ့တွေ့ပြီးတော့သူတို့ကချက်ချင်းလော်ရန်ဆိုကိုလိုက်ရှာပြီးမဲ့ဘယ်နေရာမှမတွေ့ပါဘူးရှာပွေမှုရဲ့ကြားထဲမှာဆွေပြီးရောက်လာခဲ့ပြီးတော့သူ့ချေခဲ့တဲ့ပိုက်ဆံကိုချက်ချင်းပြန်ပေးဖို့ကေဗင်ကိုတောင်းဆိုပါလိသူ့အနေနဲ့အကျွေးကိုအချိန်မီမဆက်ဘူးဆိုရင်ထိုးကျမယ်လို့ချိန်ချပါလိကေဗင်ရဲ့ဘဝကရှုပ်ထွေးသွားပါပြီသူကတထေးဖြစ်စီမဲ့ထီလက်မှတ်ကိုဆုံးရှုံးသွားတယ်လို့ဆွေတီးကိုလည်းပိုက်ဆံအများကြီးပေးရတော့မှာပါဒါတော့မှသူ့ထီလက်မှတ်ကိုပြန်ရဖို့နီလန်းရှာနေဆဲပဲဖြစ်ပါလိဂျေဆုတင်စရာကသူ့တငယ်ရှင်တွေအကူ ူညီနဲ့လွမ်ဆိုကိုဆွဲဆောင်ဖို့အကြံတစ်ခုရသွားပါပြီ။သူကပါစပ်မဆောင်နိုင်တဲ့အင်ဒီရှင်ကိုလွမ်ဆိုရဲ့လက်ထဲကထီလက်မှတ်ထားအတုလို့ပြောလိုက်ပါပြီ။တေချာပါပြီ။မကြခင်ပါပဲ။အင်ဒီရှင်ကလွမ်ဆိုကိုချက်ချင်းပဲတွားပြောပါပြီ။လွမ်ဆိုရောက်လာပြီးကေဗင်ကိုရင်ဆိုင်ဖို့အချိန်အကြာကြီးမယူလိုက်ရပါဘူး။တဲ့ချိန်ထဲမှာပဲဆွီတီရောက်လာကာကေဗင်ကိုကောက်ွယ်ဖို့ကြိုးစားပါရီတမျိုးတော့ဖြစ်ပါရီလွမ်ဆိုကဆွီတီကိုထိုးနေနိုင်ခဲ့ပါရီလွမ်ဆိုတနတ်ထုတ်လိုက်တဲ့အခါမှာမစ္စတာဝါရှင်တန်ရောက်လာပြီးတော့တစ်ချက်တည်းနဲ့ထိုးလိုက်တာကြောင့်လွမ်ဆိုလွင့်သွားခဲ့ပြီးမိတ်လိုက်တော့ပါရီ ကေဗင်နောက်ဆိုတော့သူ့ရဲ့ထီလမတ်ကိုပြင်ရသွားပါပြီ။လနေကြပြန်တော့ကေဗင်ကပိုက်ဆံတချို့ကိုသူ့နေထိုင်တဲ့ရက်ကွက်ထဲကပန်းချံတစ်ခုဆောက်လုပ်ခဲ့ပါလိမ့်။ဒါအပြင်သူ့ရဲ့ကိုပိုင်ဖနက်ကမ္ပဏီကိုလည်းနောက်ဆုံးတော့စတင်ခဲ့ပြီးဗန်နီကို CEO အဖြစ်ခန့်အပ်ကစတေစီကိုတော့သူ့ရဲ့ရှေ့နေအဖြစ်ခန့်အပ်ခဲ့ပါလိမ့်။ယင်ကျော်ပိတ်ဆို့မှုကိုရှောင်ရှားဖို့အတွက်ကေဗင်ကကိုပိုင်ရဟန်းရင်တစီဝယ်ယူခဲ့ပါလိမ့်။ကြည့်ရှုပြပရိသတ်များအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ။